မင်္ဂလာပါလောကမှာတံပိုးအကြီးဆုံးကကျွန်တော်ပိုင်ဆိုင်ထားတဲ့စီးစင်ငုတ်စာတွေမဟုတ်ပါဘူးကျွန်တော်စာပွင့်နေတဲ့ငွေကြေးတွေလောကမှာရှိတဲ့အကောင်းဆုံးပစ္စည်းဥစ္စာတွေအကောင်းဆုံးဆွေငွေရတနာတွေမဟုတ်ပါဘူးယနေ့လောကမှာလူတွေအားကြတဲ့အမတမချမ်းသာကြွေဝတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်အမတမချမ်းသာတဲ့အီရောမတ်တို့လိုရုပ်ပိုင်ဆိုင်ထားတဲ့ချမ်းသာတဲ့ အရာဒီဟာကပါမြင့်ကြီးရဲ့တယံသာတာနဲ့ကပါမြင့်ကြီးရဲ့တံပိုးနဲ့တိုင်းထွားမယ်ဆိုရင်တော့မြူမုံလောက်ပဲရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့အထင်မှာအမတန်မှပဲသူတို့ဟာကြွေဝချမ်းသာတယ်လို့တတ်မှတ်ကြပါတယ်။သို့တော်လည်းပဲဘုရားခင်တတ်မှတ်တာတဲ့တံပိုးအကြီးဆုံးဘုရားခင်တတ်မှတ်တာတဲ့အကြီးမားဆုံးတော့တံပိုးကဘာလဲဆိုလို့ရှိရင်အဲ့ဒီတံပိုးကြီးမားလို့နဲ့ ဒီတထေးတွေပဲပိုင်ဆိုင်ထားတာမဟုတ်ပါဘူးလောကမှာရှိသမျှရှိသမျှလူတိုင်းလူတိုင်းကအဲ့ဒီတံပိုးအကြီးဆုံးကိုပိုင်ဆိုင်ထားတယ်အဲ့ဒီအရာကပါလဲဆိုရင်ကျွန်တော်တို့ရဲ့နှလုံးကျွန်တော်တို့ရဲ့အသွင်ထဲမှာရှိတဲ့အသက်ရှင်သောဝိညာဉ်ဖြစ်တယ်အဲ့ဒီဝိညာဉ်ကအသက်ရှင်သောကြောင့်တံပိုးကြီးတယ်ဘုသူစီကလာလဲဆိုဘုရားသခင်စီကလာတာဆွေငွေနဲ့ဝေလို့မရဘူး ပစ္စည်းဥစ္စာနဲ့လဲလို့မရဘူးတံပေါ်အရင်ချိန်မှာလေဖရာခင်ကအဲ့ဒီတံပေါ်ချိန်မှာတဲ့အရာကိုတင့်တဲ့ထဲမှာကျွန်တော်အထဲမှာထည့်ပေးထားတယ်အဲ့ဒါကြောင့်ဖရာခင်ကလောကမှာရှိတဲ့ဆွေငွေဥစ္စာလောကမှာရှိတဲ့အရာဒီအားလုံးထက်ဒီလောကတလောကလုံးထဲမှာအချစ်ဆုံးကဒီနေ့လောကီတာဖြစ်တယ် တင်နဲ့ကျွန်တော်ဖြစ်တယ်။ဒါကြောင့်သူရဲ့သားတော်ယေရှုကိုလက်ဝါးကတ်တိုင်ပေါ်မှာအသေးခံစေခြင်းအဖြစ်ပြန်ပြီးတော့မှအသက်အသက်အသက်ကိုပေးပြီးတော့ယွေနုကယ်တင်ခဲ့တယ်။အဲ့ဒီယွေနုကယ်တင်ခြင်းထဲမှာတင်လဲပါတယ်ကျွန်တော်လည်းပါတယ်။အဲ့ဒီတန်ဖိုးရှိတဲ့အရာကိုမဆုံးဆုံးစေခြင်းလို့ဖြစ်တယ်။မိတ်ဆွေတီနေလူတွေကတင့်ကိုတန်ဖိုးမရှိဘူးပညာမတတ်ဘူးပါမမဟုတ်ဘူးလို့ တတ်မှတ်နေကြသည့်တိုင်းအောင်ဘုရားရခင်ကတင့်ကိုတန်ဖိုးအကြီးဆုံးသော ပုဂ္ဂိုလ်အနေနဲ့တတ်မှတ်ထားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်တင့်ရဲ့ တံမိုးရှိတဲ့တင့်ရဲ့ဝိညာဉ်ကိုအပင်ငရဲမှာမဆုံးဆုံးစေခြင်းလို့ကြောက်သားတော်ယေရှုကိုလောကကိုစီလောက်တာဖြစ်တဲ့အဲ့ဒီယေရှုခရစ်တော်ဖခင်ကယနေ့တင့်ကိုအပြစ်ငရဲကနေရွေးနှုတ်ကယ်တင်ဖို့ရတဲ့တော့တန်နိုင်တယ်လောကမှာရှိတဲ့စီစဉ်ဥစ္စာတွေကကျွန်တော်ကိုမကယ်နိုင်ပေမဲ့ယေရှုကိုတင်ယုံကြည်ခြင်းအဖြစ်တင်အပြစ်ငရဲကနေတမလွန်ဘဝကနေလွတ်မြောက်ခွင့်ရမှာဖြစ်ပါတယ်အဲ့ဒီယေရှုကိုတည်ကနေရရှိပြီလားယုံကြည်ပြီလားဆိုတဲ့အရာ ာလေးကိုဒီနေ့ပြောပြချင်ပါတယ်တန်မိုးအကြီးဆုံးဟာတခြားအရာမဟုတ်ပါဘူးသင်ရဲ့ဝိညာဉ်ကျွန်တော်ဝိညာဉ်ဖြစ်ပါတယ်အဲ့ဒီဝိညာဉ်ကိုဖယားတဲ့ခင်မဆုံးဆုံးစေခြင်းလို့ဒီနေ့ကျွန်တော်တို့ကိုကယ်တင်ခြင်းတို့ခေါ်နေတာဖြစ်တယ်အဲ့ဒီယေရှုကိုသာတင်နှလုံးသားထဲမှာယုံကြည်ခေါ်ဖိတ်လက်ခံမယ်ဆိုရင်သင်ဟာတံပိုးကြီးမာလွန်တော်သူဖြစ်တယ်။ထာဝရအသက်ကိုရမှာဖြစ်တယ်ဆိုတော့တသိန်းကောင်းလေးကိုမျှဝေချက်ပါတယ်။တင်ကို ဖျားရခင်တိတ်ချတဲ့ဖျားရခင်ကောင်းချီးပေးပါစေ